တန်ဆန်နှင့်ကွမ်ကျိုးစေးတက္ကသိုလ်တို့ပူးပေါင်းကာအဆုံးကင်းစားမျိုးပီစာပြောင်းလဲမှုရှာဖွေရှိဉာဏ်ရည်သူစနစ်ထုတ်လုပ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ တရုတ်နည်းပညာကုမ္ပဏီကြီးတန်းဆန်နဲ့တရုတ်တောင်ပိုင်းရှိကွမ်ဂျိုးဆေးတကတို့ပထမဆုံးဆက်နွယ်စေယုံထိုးခတမနေ့အတွင်းမျိုးပီစာပြောင်းလဲခြင်းကိုရှာဖွေတွေ့ရှိနိုင်မဲ့စွမ်းအမြင့်ညာရည်သူပုံစံတမျိုးကိုထုတ်လုပ်လိုက်ပြီးအဆုတ်ကင်းစာအစောပိုင်းရောဂါရှာဖွေခြင်းနဲ့ကုသခြင်းတို့အတွက်အခွင့်အလမ်းများလာစေမှာဖြစ်ပါသည် Deep GM လို့ခေါ်တဲ့ညရည်သူပုံစံကို နမူနာပေါင်း900ပောင်းဝင်းထဲကမ္ဘာအကြီးဆုံးအချက်လက်စုပေါင်းမှုဖြင့်ဖန်တီးလေ့ကျင့်ထားကအစုပ်ကင်းစာမျိုးပိစာပြောင်းလဲမှုရှာဖွေရှာမှ80မှ90ရာခိုင်နှုန်းအထိတိကျမှုရှိပါတဲ့ လက်ရှိမျိုးပီစာစစ်စေးနီလန်တွေဟာဆိုရှင် အချိန်ကုန်ပြီးကုန်ကြစရိတ်ကရွမ်းတပေါင်းမှ2000ချာရှိတာကြောင့်လူနာအများဆုံးမတတ်နိုင်ချပါဘူးတစ်ကြီးရံမကားထုံးအချိန်ရောကုန်ကြစရိတ်ပါတတပြီးလူနာတွေရဲ့သူ့အမျောလင်းချက်အသိဖြစ်လာပါချေလက်ရှိမှာတော့သူတေတီတွေကဒီညာရီသူစနစ်ရဲ့တည်ကြမှုတိုးတက်အောင်ပြုလုပ်ပြီးနောက်ထပ်အတိပြုနိုင်ဖို့ဦးစားပေးလှုံ့ဆော်နေပါတယ်။ The Red Hat ဟာလာမယ့်9နှစ်သားအစည်းအဝေးအဖြစ်ဤပညာပိုင်းအမြတ်ကိုကင်းရှင်းဖို့နဲ့တရုတ်ပြည်သူအလုံးရဲ့ကျန်းမာရေးမြင့်တင်ဖို့ရည်ရွယ်ချက်ဖြင့်ဈေးပညာပိုင်းမှာ AI ဤပညာတွေသို့တန်အောင် ပြုလုပ်နေတာဖြစ်တယ်လို့တရုတ်ဖွံ့ဖြိုးရေးအဖွဲ့အစည်းလက်ထောက်ဥက္ကဋ္ဌဆောင်းချုံရှောင်းကပြောတော်ပါတယ်လို့သိရပါတယ်ရှင်။